ဟဲ့လာပါရှင်ဒီနေ့ဗီဒီယိုရတော့တရားပြီးကြော်နေဗီဒီယိုလေးဖြစ်ပါတယ်ရဘာဆုံးနေနေကျမတို့အာတက်တုံဖြူလေးကိုမညက်တညက်လေးထားလိုက်မယ်ပေါ့နော်ပြီးရင်တော့ပုံစံကြောက်လေးထားပါမယ်ပဇွန်ကြောက်ကတော့ကိုကြိုက်တဲ့အရာရတာပုံမှာမူတည်ပြီးတော့ကိုစီကြိုက်မှန်းပြီးတော့ထည့်လို့ရပါတယ်။ဒီရင်စီထည့်ပါမယ်။ ီပူလာတဲ့ခါကျရင်ကျမတို့ကအခမ်းအနားထားတဲ့တရားလေးထည့်နေပေါ့နော်။ဒီခင်းလေးလေးကျမကခမ်းအနားတွင်ချက်ပါဖြစ်တဲ့တချို့ဒါလေးဆိုရင်လိုအပ်ချက်တွေရှိတယ်ပေါ့။အဲ့ဒါလေးလည်းကျမတို့ကပြောပြချင်ပါသေးတယ်။အာအခုဒီမှာဆိုကျမအလဲဥတိုင်းနဲ့ထုတ်ထားတဲ့အခမ်းအနားမှာပါမထားအောင်လုပ်ကြတော့ဒါပေမဲ့ဒီကဲဒီနှင်းမှာမြည်ကြည့်ရောနည်းနည်းလေးတက်နေတာရှိတယ်။ကျမထင်တော့ဒါအဖြူရောင်လေးတွေမပြောင်းလိုက်တဲ့အတွက်အာတက်နေတယ်ဖြစ်နေတယ်ပေါ့နော်။အားကြောင့်မလို့ချက်မယ်ဆိုရင်ဖြူလေးရာစအာ ပေးချပါပေးပါပေါ့နော်ဒီကံတမန်ကြီးရဲ့နည်းနည်းပြော့သွားပြီဖြစ်တယ်လို့ကျွန်တော်စိတ်ပင်ခုခံရလေးထည့်ပါမယ်ဒီတော့ကျွန်တော်ထောင်းပါတဲ့ပုံစံချက်တွေလေးထည့်လိုက်ပါမယ်။ ထပ်ပြီးတော့ကျမကအယောင်လေးပါလာလို့ခြင်းနဲ့အတွက်ကြောင့်အယောင်တင်မှုခဲ့ပါမယ်။ကိရိယာအယောင်တင်မှုလေးကဆက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါလေ။ယောင်ကျမတို့ရဲ့တုံးတဲ့အယောင်တင်မှုတိတ်မဆက်တဲ့ကြောင့်မလို့ကျမကဘယ်ဖြစ်အချက်မဲ့ကိုဖတ်ခဲ့ပါရယ်။ပို့ပြီးတော့မှုလဲမှုတယ်အရသာလည်းလေးလေးတူတူရှိပါမှာလို့ပါ။ ။နောက်ပြီးတော့ကျွန်တော်တို့ငပိထည့်ပါမယ်။ဒီမှာဆိုရင်တတိထားမှုတားမှုပါလိမ့်မယ်။ကျွန်တော်အိုးကိုအချက်မပြတ်မှုရတယ်ပေါ့နော်။အထူးကားကလေဒီငပိကကျွန်မအရန်၆တဲ့ငပိကိုတုံးလိုက်တော့ဒီမှာဆိုကျွန်မဒီဒီအိုးရဲ့ရောက်မှခြေရတယ်ဖြစ်တာပေါ့နော်။အမှန်တကယ်တော့ငပိလေးကိုရေဖော်ပြီးတော့အာဒီလေးနည်းနည်းလေးနဲ့လေးပြောပြထည့်ရဆိုရင်ကျွန်တော်တို့အာမှုရရတာကပိုလို့ပါလေကျွန်တော်တို့ကအာမပြီးကြည်အောင်ကျွန်တော်လိုက်ချေထားရတယ်ပေါ့နော် ပြီးရင်တော့ငပြရိုက်ထည့်ပါမယ်။အာကျမကအရသာကိုအာဒီဒိတ်ဆုံးနေကြိုက်တယ်ပေါ့နော်ချင်းချင်းငငဆက်ဆက်ကြိုက်ကြပြုတော့ငပြရီဆိုလို့ရှိရင်လည်းငငနဲ့ငပြရီတုံးပေးတာကပို့ပြီးတော့ဒီအရသာဖြစ်နေဖြစ်စီပါလေ ါတော့ကျွန်တော်အရသာကိုရင်းချလိုက်တော့ဒီကျွန်တော်လူကနေပမာဏမရောက်သေးတဲ့ပုံစံမျိုးလို့ဒီနပိရင်နဲ့ငပြိုင်နဲ့ရောထားတဲ့ဒီထားရထုတ်တဲ့ source ပုံမျိုးကျွန်တော်ထည့်လိုက်တာဖြစ်ပါတယ်။ဒီကဆိုရင်တော့နှင်းကတော့တစ်ဖြည်းဖြည်းနဲ့မှုလာပြီပေါ့နော်။ချက်နေရင်းနဲ့ပဲဘာမှမထည့်ပဲနဲ့လေဒီသစ်သမားကြီးလေးအတိုင်းနဲ့အာနှင်းလေးကပြည့်ပြည့်လေးဖြစ်လာလို့တွေ့ရမှဖြစ်ပါတယ်။ တရားသာလည်းအနေတော်ဖြစ်သွားပြီဒီစီလက်ကျန်လေးကလည်းကျွန်မစိတ်ကြိုက်ဖြစ်ပြီးဖြစ်တဲ့ကြောင့်မလို့ဒီသမယာတိခင်းလေးရတော့စားဖို့ပဲဒီဖြစ်ပါပြီရှင်ဒီလိုတိရှိအားပေးရတဲ့ကျေးဇူးထူးတင်ရှိပါတယ်